အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုးစားလိုက်ပါတယ်။ကောင်းမွန်သောညီလေးတင်တိဖြစ်ပါစလို့ဒီနေရာကနေပြီးတော့အဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ပေါ့နော်။ ဲ့တော့ဒါကျွန်တော်တို့ဒီနေ့မှာတော့ဒါကျွန်တော်အဓိကဆွေးနွေးဖို့လူလာတာကအကြကျွန်တော်ချက်စီအသင်းရဲ့အပြောင်းအရွှေ့ပဲဒါကျွန်တော်တို့ချက်စီအသင်းပြောင်းရွှေ့ကသူများအသင်းတယ်ဆိုင်လက်ရှိမှာတော်တော်လေးကိုညိနေတဲ့အပြောင်းအရွှေ့လို့ပြောလို့ရတယ်ဒါချက်စီအသင်းကတည်ကြတယ်မှာခုလက်ရှိမှာအပြောင်းအရွှေ့ကို focus လုပ်ကြတဲ့ဆိုင် Champions League ဝင်ခွင့်ရရင်းနဲ့ဒါ Conference League Final အတွက်ဒါပြင်ဆင်နေတဲ့အကြောင်းချက်စီဘက်ကဒီအပြောင်းအရွှေ့သတင်းတွေထွက်တာနေတယ်ဒါပေမဲ့လက်ရှိမှာချက်စီအသင်းကဒါသူများအသင်းတွေဒါ Top 6အသင်းတွေရဲ့ need to ပဲဒါလာမယ့်နေရာဒီမှာကြီးမားတဲ့ပြောင်းလဲမှုတွေလုပ်မယ်တရားသကကဒါကျွန်တော်ကွင်းလယ်ပိုင်းတစ်ခုဟာလွင်ဒါကျွန် တော်တို့အသင်းကတော်တော်လေးကို transition period ပြောင်းလဲမယ်ဆိုပြီးတော့လက်ရှိမှာသတင်းတွေရတက်ထားရတယ်မှာပါအဲ့တော့ Chelsea အသင်းနဲ့လာမယ့်နေရာဒီမှာဘာတွေပြောင်းလဲဘယ်သူတွေကိုခေါ်ဖို့အတွက်နာမည်တွေရှိနေလဲအဲ့အကြောင်းကျွန်တော်နည်းနည်းလေးဒီဒီပြောလိုက်အောင်အဲ့တော့ဒါ Chelsea အသင်းနဲ့လက်ရှိလာမယ့်နေရာဒီမှာအဓိကစောင့်ကြည့်နေတာကတော့ခန်စစ်ပိုင်းရဲ့တိုက်စစ်ပိုင်းရဲ့တောင်ပိုင်းရဲ့ကောလာဟာလာတွေရဂူဒမတွေရအတွက်ပါစောင့်ကြည့်နေတယ်လို့ကြားသိရတယ်မှာပါတယ်အဲ့တော့ပထမဆုံးအနေနဲ့ Chelsea အသင်းက center back တွေအတွက်စောင့်ကြည့်နေအခုလက်ရှိမှာဒါ Chelsea အသင်းရဲ့ဒါပိုင်ရှင်တွေဖြစ်တယ်ဒါကျွန်တော်တို့ Clearly Capital ပေါ့နော် Top Bully ိုအုပ်စုအနေနဲ့သူတို့ရဲ့ cancel ပိုင်းကလက်ရှိမှာအားနည်းနေတယ်လို့ယူဆတယ်။ဒီထက်ပိုကောင်းတဲ့ cancel မှုတွေပိုလိုအပ်တယ်လို့ယူဆတဲ့ကြောင့်လာမယ့်နေရာဒီမှာ Chelsea အသင်းက cancel ပိုင်းဖြည့်ဖို့အတွက်လည်းစဉ်းစားထားတယ်လို့သိရတယ်မှာပါ။အဲ့တော့လက်ရှိမှာ Chelsea အသင်းရဲ့ short list တွေကထုတ်ဝေနိုင်တော်တော်လေးကိုအများပြတယ်။တော်တော်လေးကိုလည်းမြင့်မားတယ်။အဲ့တော့ Chelsea အသင်းရဲ့အခုလက်ရှိလာမယ့်နေရာဒီမှာစိတ်ဝင်စားနေတာကတော့ဒါ IES ရဲ့ center back ကစားသမားဖြစ်တယ်။လက်ရှိမှာဒါကျွန်တော် team of the year မှာလည်းပါဝင်လာခဲ့တယ်။ကျွန်တော် Joel Heidu ဆိုတဲ့ဒါကျွန်တော် ကစားသမားဖြစ်တယ်ဟီတူကိုတော့ချက်စီးတင်းကလက်ရှိအချိန်မှာစိတ်ဝင်စားနေပြီးတော့ကောလာဟာလာတွေရဒီကစားသမား LB လဲဆော်လို့ရတယ် LCB လဲဆော်လို့ရတာနေရာနဲ့နေရာဆော်လို့ရတဲ့ကစားသမားတစ်ယောက်ဖြစ်တဲ့ကြောင့်မလို့ချက်စီးတင်းကစိတ်ဝင်စားနေတယ်ဟာတူကိုခုလက်ရှိမှာဒါလီဗာပူးတင်းကလည်းဒါကြောင့်စိတ်ဝင်စားမှုတချို့ရှိခဲ့ပေမဲ့ချက်စီးလိုတော့တရားဝင်တာဆက်သွယ်ထားခြင်းတော့မရှိသေးဘူးချက်စီးကကောလာဟာလာတွေရခုလက်ရှိမှာဒီကစားသမားကိုခဏခဏတော့ဆက်သွယ်ထားခဲ့ပြီးတော့ဒီကစားသမားနေရာစုံကိုဆော့နေတဲ့ကြောင့်ဒါကျွန်တော်တို့ Eclair Capital အတွက်ဒါစဉ်းစားစရာနေရာတစ်ခုဖြစ်ခဲ့တယ်အဲ့တော့ဟာတူကိုတော့လက်ရှိမှာဒါကျွန်တော် IS က စီဘလူးခေါမ်လည်းမသိမကောလာဟာလာဒီယူရို55သန်းနဲ့ယူရိုသန်း40ပတ်ချလေဝင်းညမဒီကစားသမားကိုရနိုင်မယ်ဆိုတဲ့သတင်းတွေကိုတောက်လျှောက်တက်နေတာကိုတွေ့ရမယ်အဲ့တော့ချက်စီတင်းကလာမယ့်နေရာဒီမှာခန်စစ်ပိုင်းနေရာမှာဒါရှာလူဘားကိုလည်းပြန်လည်ပြီးတော့ရောင်းချသွားဖို့အတွက်ပြင်ဆင်နေပြီးတော့ဒီခန်စစ်ပိုင်းနေရာအတွက် Wesley Fofana ကိုဆက်လက်ပြီးထားသွားမယ်ဒါပြင်ကျွန်တော်တို့ကကိုဝဲတို့ကိုဦးဆောင်မယ်ဒါပြင်ကျွန်တော်တို့ကလက်ရှိနောက်ဆုံးရသတင်းတွေက Wesley Fofana ကဓမ္မကျခဏ injury prone နေတဲ့အတွက်ကြောင့်မလို့ချက်စီတင်းနဲ့ဒါကျွန်တော်တို့ center back ကစားသမားကိုလာမယ့်နေရာဒီမှာဝယ်ယူဖို့အတွက်ဆုံးဖြတ်လိုက်တယ်လို့ ကတိရိုက်ထဲမှာပါတယ်ပေါ့အဲ့တော့ကျွန်တော်လက်ရှိမှာကျွန်တော် Joral Hito ကလက်ရှိမှာ Chelsea အသင်းရဲ့ဒါနံပါတ်1ပြမဲ့ရတဲ့တစ်ခုဖြစ်ပြီးတော့တရားဝင်ဆွေးနွေးမှုတစ်ခုလည်းရှိရလို့ Kola Hala တွေကြားရတယ်မှာပါတယ်နောက်တစ်ခုကဒါကျွန်တော်တို့ကျွန်တော်နဲ့တော်တော်လေးကိုမရင်းနှီးဘူးပေါ့နော်ဒါကျွန်တော်တို့ Aruho ပေါ့နော် Aruho ဆိုတာကျွန်တော်တို့ ဘာစနာတင်းကအာရူကိုတော့မဟုတ်ဘူးဘန်ဖီကအတင်းကအာရူကိုဖြစ်ပြီးတော့အခုလက်ရှိမှာအာရူကိုကတော့ကျွန်တော်တို့တချိန်ကချယ်ဆီအတင်းကစိတ်ဝင်စားခဲ့ဘူးတာဖြစ်ခဲ့တယ်။ဒါပေမဲ့အခုလက်ရှိမှာလာမယ့်လူရသည်အတွက်အာရူကိုဆိုတဲ့ဒါဘန်ဖီကကချာဒိတ်ကိုတော့ချယ်ဆီအတင်းကထပ်မှန်ပြီးတော့ပြန်လည်ပြီးတော့စိတ်ဝင်စားနေရဆိုတဲ့သတင်းတွေကတော့ တောင်းတောင်းဖြားဖြားတက်နေတယ်ဆိုတဲ့တဲ့င်းကိုကျွန်တော်ပြောချင်တာဖြစ်ပါတယ်အဲ့တော့လက်ရှိမှာ Chelsea တင်းနဲ့ Aru Hugo လဲတာ Chelsea တင်းကစိတ်ဝင်စားနေတယ်ဒါပေမဲ့တရားဝင်ချိတ်ဆက်မှုတော့မပြုတ်လို့ရသေးဘူးဒီကစားသမားက Benfica ကစားသမားဖြစ်တယ်ပေါ့နော်အဲ့တော့ Chelsea တင်းရဲ့ဒါစိတ်ဝင်စားမှုတွေကလက်ရှိမှာကစားသမားတယောက်ဖြစ်တယ်နောက်ဆုံးကစားသမားတယောက်က Chelsea အသင်းရဲ့ Academy product လည်းဖြစ်ခဲ့ဘူးတဲ့ Chelsea အသင်းရဲ့ဒါကျွန်တော်ကစားသမားဖြစ်ခဲ့ဘူးတဲ့တွေကတယောက်ဖြစ်တယ်ဒါ Mark Guy ဖြစ်တယ် Crystal Palace နဲ့အတူလာမဲ့နေရာဒီမှာ Europa League ကိုတာကစားတော့မဲ့အသင်းတစ်သင်းဖြစ်လို့ဒါလက်ရှိမှာ Chelsea အသင်းရဲ့ Academy product လည်းဖြစ်ခဲ့ဘူးတဲ့ Guy ကိုဒါ Chelsea သင်းကမနစ်ကနွေရာသီတုန်းကလိုက်ခဲ့တယ်ဆိုတော့ဘုံသူပြီးသားဖြစ်လိမ့်မယ်။ဒါပေမဲ့ Chelsea သင်းဘက်ကတော့ကျွန်တော်ကန်လန့်မယ်ဆိုတဲ့ဈေးနဲ့တစ်ဖက်က Crystal Palace လူချင်းတဲ့ဈေးကတော်တော်ကြီးကိုကွာဟနေတဲ့ကြောင့်မို့ Chelsea အသင်းကဂါယီကိုဆက်ပြီးမလိုက်ခဲ့ပေနဲ့အ short ပေးခဲ့တယ်ဆိုတဲ့သတင်းတွေလည်းကျွန်တော်မှတ်မိကြမှာတယ်။အဲ့တော့လက်ရှိမှာ Chelsea သင်းကတော့ဂါယီကိုဒါ Colin Hala တွေက Chelsea သင်းစီကိုဒါ ပြောင်းမယ်ဆိုရင်တော့ဒါ Crystal Palace ကပေါင်65တန်းပတ်ချတယ်ဝင်ကြလူတယ်အဲ့တော့ Chelsea တင်းကအဲ့လောက်ပေးဖို့တော့စီစဉ်မရှိဘူး Guy ကဒါကျွန်တော်အကြိမ်ခေါ်မယ်ဆိုရင်တော့ Chelsea တင်းကပေါင်တန်း90နဲ့45တန်းပတ်ချလဲဝင်ကြပဲပေးဖို့စီစဉ်ရှိတယ်ဒါပေမဲ့ Crystal Palace ကဒီကစားသမားကိုဒီနှစ်မှာထိန်းဖို့အတွက်ဆက်လက်ပြီးကြိုးစားသွားမယ်ဘာကြောင့်လဲသူတို့နေ Europa League ဝင်ဝင်ရတဲ့အတွက်ကြောင့်ဒီကစားသမားကိုဒါလာမယ့်နွေရာသီမှာရောင်းချခဲ့မယ်ဆိုရင်တော့သူတို့နေအဓိကခံစင်မှုတွေကတယောက်ဆုံးရှုံးသွားခဲ့မှာဖြစ်တဲ့အတွက်ကြောင့်သူတို့နေရောင်းချဖို့အတွက်လာကန်တော့နေတယ်ဒါပေမဲ့ Chelsea တင်းကလက်ရှိမှာအခုဒီကစားသမား3ယောက်တဲ ဲကဘဒုကို hot ဖြစ်နေဆုံးဆိုတော့ဟာတူပါပဲဟာတူကလက်ရှိမှာ Chelsea အသင်းနဲ့တော်တော်လေးကိုနာမည်ထွက်နေပြီးတော်တော်လေးကိုဒါကျွန်တော်သတင်းတွေထွက်နေတယ်ကစားသမားတယောက်ဖြစ်ကြောင်းကျွန်တော်အနေနဲ့တင်ဆက်ပေးချင်ပါတယ်အဲ့တော့လက်ရှိမှာ Chelsea အသင်းကဒီနားမှာရရနေမှာမဝင်တိုက်စပိုင်မယ် တိုက်စစ်ပိုင်းကချော်စီးတင်းကသူတို့အနေနဲ့ဒါသူတို့နဲ့ဒါကျွန်တော်ကွဲလိုက်ပြန်ဆက်လိုက်ပြန်ဆက်လိုက်ကွဲလိုက်ဖြစ်နေတဲ့အော်ဇမန်ကိုခုချိန်ထိရှောင်မပေးသေးဘူးချော်စီးတင်းရဲ့ကစားသမားဟောင်းတွေကိုယ်တိုင်ကလည်းအော်ဇမန်ကိုလာမဲ့နွေရာဒီမှာအသင်းကိုဝယ်ပူးတဲ့တောက်ရှော့တိုက်တွန်းတွေရောတွေ့ရမယ်ချော်စီးတင်းကအခုလက်ရှိမှာနီကိုလက်ဂျက်ဆန်ကိုသူတို့အနေနဲ့လာမဲ့နွေရာဒီမှာအသင်းမှာဆက်ထားဖို့တော့ပြင်ဆင်ထားတယ်ဒါပေမဲ့အဓိကတိုက်စစ်မှုအနေနဲ့လာမဲ့နွေရာဒီမှာလူတွေကိုဝယ်ယူဖို့တော့ပြင်ဆင်နေတယ်အဓိကတိုက်စစ်မှုနေရာမှာလက်ရှိမှာချော်စီးတင်းရဲ့ကစားစကားပြောနေတဲ့ကစားသမားတွေကတော့အော်ဇမန်ကစားပြောနေတယ်ဒါအလွတ်နဲ့ရနိုင်တဲ့ဂျော်နဒန်ဒေ ဗစ်ကိုစကားပြောနေတယ်။ဘန်ဂျမင်ဆက်စကူကိုစိတ်ဝင်စားနေတယ်။ဟီဂိုအက်ဂတိုက်ကိုလည်းစိတ်ဝင်စားနေတယ်။ဗစ်တာကာယိုဂရက်စ်ကိုလည်းစိတ်ဝင်စားနေတယ်။အဲ့တော့ချက်စီတဲ့အခုလက်ရှိမှာဒါကျွန်တော်တို့တိုက်ဆင်မှု short list ကသူများအသင်းနဲ့တိုက်တော့မကောက်ဘူး။အကုန်လုံးလက်ရှိတိုက်ဆင်လူတွေတဲ့အသင်းရဲ့ပုံစံမျိုးပဲ။ဒါပေမဲ့အော်ဇမန်ကတစ်ချိန်ကောင်ကချက်စီနဲ့တရားဝင်ဆွေးနွေးမှုတွေပြုလုပ်ခဲ့သူကောင်းမွန်တဲ့ဆက်ဆံရေးတွေရှိတယ်လို့သိရတယ်မှာပါတယ်။ကစားသမားရဲ့အပြောင်းအရွှေ့ကလက်ရှိမှာတော်တော်လေးကိုဈေးသက်သွားသွားပြီးဖြစ်ပြီးနပိုလီကိုတိုင်ကလည်းဈေးချရုံမှာဖြစ်တယ်လို့သိရတယ်မှာပါ။အဲ့တော့ ကျွန်တော်လက်ရှိမှာ Chelsea အသင်းနဲ့ဒီကစားသမားကိုဝယ်မယ်ဆိုတော့အပြောင်းရွှေ့ဈေးကဒါအရင်တော့ကဒါပေါင်တန်း100ပေးစရာယူရိုတန်း100ပေးစရာမလိုပဲねယူရို65 90ဟိုယူရို65 60ပတ်ချလဲဝင်ကြီးရတဲ့ဒီကစားသမားကိုရောက်ဖို့ရှိတယ်။ကစားသမားကိုတိုင်ကလည်းအရင်တော့ကလာစားအများကြီးလူကျွန်တော်တော့မဟုတ်ပဲねတပတ်လောက်ခလာစား2300နဲ့2000ခွဲကြာပဲတောင်းဆိုထားတာဖြစ်နေ။အဲ့တော့ Chelsea အသင်းနဲ့ Victor Osimhen ကိုလာမယ့်နေရာဒီမှာခေါ်ယူသွားမှာလားခေါ်ယူမသွားဘူးလားတချက်တော့စောင့်ကြည့်ရမယ်။ဒါပေမဲ့လက်ရှိမှာ Victor Osimhen ကိုတိုင်ကဒါကျွန်တော်တို့ Manchester United အသင်း Chelsea အသင်းတို့ရဲ့စောင့်ကြည့်ခြင်းကိုခံနေရတာဖြစ်တယ်။အဲ့တော့နောက်ထပ်တစ်ယောက်အနေနဲ့ထပ်ပြီးပြောရမယ်ဆိုရင်တော့ Chelsea အသင်းကအလွတ်နဲ့လက်ရှိမှာရနိုင်မဲ့ Jonathan David ကိုတော့ဆွေးနွေးနေတဲ့ club တစ်ခုအနေနဲ့ကျွန်တော်သိရတယ်မှာပါတယ်။အဲ့တော့ Jonathan David ကလက်ရှိမှာ Lily မှာယာဒီကိုရင်တော့အသင်းကထောက်ထောက်မှာဖြစ်တယ်။သူကိုယ်တိုင်တရားဝင်ကြီးညာပြီးပြီဖြစ်တယ်။ဒါကြောင့်မို့လို့လက်ရှိမှာ Premier League club တွေဖြစ်နေတာ Arsenal, Tottenham Hotspur, then Liverpool, ဒါကျွန်တော်တို့ Manchester United, Chelsea အသင်းဒါ top 6အသင်းတွေထဲမှာဒါကျွန်တော်သိရတော့ City အသင်းကလွှဲရင်ကျန်တဲ့အသင်းတွေအကုန်လုံးကဒီကစားသမားကိုအလွတ်နဲ့ခေါ်ယူဖို့တော့တရားဝင်ဆွေးနွေးနေတာဖြစ်တယ်။ Jonathan David ကိုအလွတ်နဲ့ ရမယ်ဆိုရင် Real Madrid ကပါစိတ်ဝင်စားနေကြောင်းဒီကစားသမားလက်ရှိမှာ hot prospect ဖြစ်နေတယ်။လက်ရှိအနေထားရလုခလာစာများများပြီးရင်တော့ဒါဒီကစားသမားကိုခွန်နိုင်မဲ့သဘောပေါက်ရှိမယ်လို့ကျွန်တော်အနေနဲ့မြင်နေ။မြို့တော်ပဲစိုးစိကမှုကျွန်တော်တို့ David ကိုလည်းရှိမှာ Chelsea တင်းကတရားဝင်ချိတ်ဆက်မှုတွေကိုပြုလုပ်နေတဲ့ဆွဲတဲ့တင်းကအမှန်ဖြစ်ပြီးတော့ကျွန်တော် David ကိုလက်ရှိမှာ Chelsea တင်းကအလွတ်နဲ့ခေါ်ယူဖို့တော့တောက်လျှောက်ကြိုးပမ်းနေတာဖြစ်တယ်။အဲ့တော့လက်ရှိမှာ Chelsea တင်းကကျွန်တော် David တာအတင်းမှာရောက်ခဲ့မယ်ဆိုရင်သူတို့တွေတိုက်စစ်မှုတွေထောက်ဝဲမှုဖြစ်တယ်။ဘာအပြောင်းရွှေ့ခြင်းမပြရလို့ဖြစ်တယ်။အဲ့တော့နောက်နေ့ရောက်တာကျွန်တော်သိကြတယ်မဲ့ Sasco Archetype ပဲ။ Sasco ကလည်းရှိ ှိမှာ Chelsea တင်းကစိတ်ဝင်စားတဲ့အဆင့်ဖြစ်တဲ့ဒါခုနက65တန်း Euro 65တန်းပတ်ချလဲဝင်ကြမယ်ရတဲ့ကစားသမားနောက်တစ်တယောက်ဖြစ်တဲ့ Chelsea တင်းရဲ့ဒီကစားသမားကိုစိတ်ဝင်စားတယ် ဒါ SAS ကူကတကယ်ကိုဒါထရော်မောင်းတကယ်ကိုအာ area တွေမှာတကယ်ကို hunter တယောက်ဖြစ်တော့လုံးဝငင်းစရာမလိုဘူးနောက်တစ်ယောက်က agadak agadak ကဒါ center forward ပူဆယ်တဲ့လက်ရှိမှာ frefer မှာလည်းဒါတနစ်တာအကောင်းဆုံးကစားသမားတွေထဲမှာပါတယ် frefer အသင်းတနစ်တာအကောင်းဆုံးကစားသမားဆုလည်းရခဲ့တယ် hugo agadak ကိုလည်းလက်ရှိမှာခုနက SAS ကိုဈေးပဲ euro 65တန်းနဲ့ euro 80ပတ်ချလဲဝင်းကြပဲတတ်မှတ်ထားတယ်နောက်ဆုံးတစ်ယောက်ကဒါ victor kayogres victor kayogres ကခုလက်ရှိမှာပြူတိုင်းကျဲတဲ့နင်းစရာဖြစ်နေတယ်တစ်ဖက်ကဒါကျွန်တော်လက်ရှိမှာ sporting ဘက်က euro 65တန်းပေါင်55တန်းလောက်ရမယ်ဆိုရင်ဒီကစားသမားကိုရောင်းချသွားဖို့ပြင်ဆင်နေပြီးတော့ arsenal က ဒီကစားသမားကိုခေါ်ယူဖို့အတွက်ဦးဆောင်နေတာဖြစ်တယ်လို့သိရတယ်မှာပါတယ်။ဒါကြောင့်မို့တာ Victor Kayogres ကိုတော့ဒါကျွန်တော်ချက်စီးတင်ကစိတ်ဝင်စားနေပြီးတော့ခေါ်ယူမဲ့ list ထဲမှာပါပဲ။တရားဝင်ချိတ်ဆက်မှုတွေတရားဝင်တာကျွန်တော်တို့ဟိုဟာလွတ်ထားတာတွေတော့မပါသေးဘူးလို့သိရတယ်မှာပါတယ်ပေါ့။အဲ့တော့လက်ရှိမှာချက်စီးတင်ကဒီနောက်မှာရရနေမှာဟိုတိုက်စစ်အာတန် left foot ဒါပဲ left winger တွေထဲမှာလည်း အစားသမား၂ယောက်ကိုတက်ရှိမှာတရားဝင်ချိတ်ဆက်မှုပြုလုပ်နေတယ်။တယောက်ကဒါ Manchester United အသင်းကဒါကျွန်တော်ထွက်ခွာမှုတွေရေပန်းစားနေတဲ့ခနာချူကို Manchester United အသင်းစီကနေခေါ်ယူမှုတွေပြင်ဆင်နေတယ်။ဒါပေမဲ့ဒီကစားသမားရဲ့လက်ရှိဒါကျွန်တော်တို့အပြောင်းရွှေ့ဈေးက United ဘဇက်ထဲမှာရှိမဲ့ကြောင့်ဈေးကြီးမဲ့နေတာမှာတော့ရှိတယ်။ Gates Square လက်ရှိမှာ Borussia Dortmund နဲ့ Euro 85သန်းနဲ့ Euro 80ပတ်ချာလေဝင်ကျင်ကြတင်းနေထွက်နေခဲ့ပေမဲ့လက်ရှိမှာ Left Wing ကကစားသမားကိုတော့ Chelsea အသင်းက Priority တစ်ခုနဲ့သတ်မှတ်ထားတဲ့ဒီကိုယ်ကောလာဟာလာကြီးထွက်နေတယ်။နောက်ဆုံးတင်းတစ်ခုနဲ့ပြောရမလို့ Chelsea အသင်းကဂိုးသမားဒါကျွန်တော်သိရတဲ့တင်းပေါ့နော်။ဂိုးသမ သတင်းအနေနဲ့လက်ရှိမှာချက်စီတင်ကရောဘတ်ဆန်ချက်ကိုအစားထိုးဖို့ပြင်ဆင်နေတယ်။လက်ရှိမှာတန်းပြန်တက်လာခဲ့တဲ့ဘန်လီရဲ့ဂူသမားကိုလည်းအစားထိုးဖို့အတွက်ဒီနေရာမှာစဉ်းစားနေရဆိုတဲ့သတင်းထွက်လာခဲ့တယ်။ကောလာဟာလာရဲ့ stress mode မှာလက်ရှိမှာအငှားသွားကစားနေတဲ့ပက်ထရိုဗစ်ကိုလည်းပြန်ခေါ်ပြီးတော့နံပါတ်၁နေရာပြန်ပေးနိုင်တယ်ဆိုတဲ့သတင်းလည်းထွက်ပေါ်နေတွေ့ရတယ်။အဲ့တော့ဒီလောက်ပါပဲ။ ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4U တို့မှာကျင်းလူစံပေါအောင်ကိုကြည့်လို့ရပါတယ်။မြန်မာပြည်ရဲ့ clip ဖို့မမေ့ကြပါနဲ့အောက်က comment တွေထဲမှာလေ Youth Sport Media 3.0နဲ့ TV4U တို့မှာလင်းလေးထည့်ပေးကြကျွန်တော်များသောကိုကြည့်လို့ရပါတယ်။ကျွန်တော် YouTube channel လေးကို like and subscribe လို့ကျွန်တော်အားပေးလို့ရပါတယ်။မြန်မာပြည်ရဲ့ clip ဖို့မမေ့ကြပါနဲ့ဗျ။မြန်မာ clip မှာမြန်မာနိုင်ငံဖြစ်ပါတယ်။အားလုံးကြိုတင်ပါတယ်။ကျွန်တော်တော့ကုန်ပြီပါဗျ။ Devo ဗျ။